ချင်းမြင့်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဖလန်းမြို့မှာဆိုဆုနဲ့တော်လိုင်းရဲတပ်တွေ၃ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီးတိုက်ပွဲအတွင်းဆိုဆုလာအောက်ခံတပ်သားဆက်တုပ်ပန်းနဲ့လက်နက်တချို့သိမ်းဆီးရမိထားတယ်လို့စီးရီးသတင်းမြစ်တွေက MFB ကိုပြောပါတယ်။မလ၁၂ရက်ကနေမလ၁၄ရက်အထိ လန်းမြို့မှာ၃ရက်တာတိုက်ပွဲအတွင်းစစ်အုပ်စုတွေအသေးအပြောက်ရှိခဲ့ပြီးတော့မသေးတဲ့စစ်အုပ်စုတွေကတော့စကန်းဆောင်ကွာထွက်ပြေးသွားသလိုမြို့မကြရဲ့အတွက်လေကြောင်းကနေအဆက်မပြတ်ဘုံကျဲတိုက်ခိုက်နေတယ်လို့ချင်းညင်အောင်ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီကပြောပါရယ်အဲ့ဒီတိုက်ပွဲတွင်တော်လိုင်းရဲဘော်တို့အကြဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူတချို့လည်းရှိတယ်လို့တော်လိုင်းအင်အားစုတွေကပြောပါရယ် ဖလန်းမြို့သိန်းစစ်စင်ရဲ့အတွင်းဒေါ်လာရင်းတက်တွေကမြို့တွင်းစစ်စခန်းအများအပြားကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမဲ့တောင်ကုန်းပေါ်မှာတည်ရှိနေတဲ့စိုးစုခြေလင်တရင်ခလာရ268ကိုသိမ်းပိုက်နိုင်ဖို့ကြံရှိနေတာဖြစ်ပါတယ်။အဲ့ဒီတက်ကုန်းပေါ်မှာအခြေပြုနေထိုင်နေတဲ့စိုးစုကိုတော်လိုင်းအင်အားစုတွေက ဝိုင်းမက်ပိတ်ဆိုကရိတ်ခါဖြတ်တောက်ထားတာဖြစ်ပြီးမလ12ရက်မှာစုပ်စုတက်တွေကစစ်ကြောင်းပြန်ထိုးတာကြောင့်မလ14ရက်ထိ၃ရက်ဆက်တိုက်ပွဲဖြစ်ပွားနေခဲ့တာလို့ချင်းညီနောင်စည်ရေးသတင်းမြစ်တူကပြောပါရတယ်။